ဟုတ်ကဲ့ပါเนาะအားလုံးပဲမင်္ဂလာပါเนาะဟိုကျွန်တော်တို့အခန်းငားနေတဲ့လူပဲဖြစ်ဖြစ်ပေါ့เนาะကျွန်တော်တို့တရားစစ်မီးနဲ့အတော်လုံးနေတဲ့ညီကိုမောင်နှမဒီတရားစစ်မီးကို အသုံးပြုနေတဲ့ညီကိုမောင်နှမဒီအတွက်ပေါ့เนาะကျွန်တော်တရားစစ်မီးအကြောင်းလေးနည်းနည်းလေးရှင်းပြမိမယ်เนาะတချို့နိုင်ငံမှာငားနေကြတယ်ပေါ့เนาะနိုင်ငံငားနေတဲ့အခါကျလို့ရှိရင်ညီမတို့ကမီးလဲဘာမှမတော့ဘူးပေါ့เนาะ ာဖြစ်လို့မီတာတွေတက်တာလဲပေါ့နော်အဲ့လိုမျိုးပြဿနာတွေကျွန်တော်တို့အမြဲတမ်းဖြေရှင်းနေရပါတယ်နော်အမြဲတမ်းပဲကြုံတွေ့နေရတာပေါ့အဲ့တော့ပြောချင်တာကမိမိတို့ပေါ့နော်အခန်းကားနေတဲ့ညီကိုမောင်နှမတွေကအခန်းထဲမှာဘလို့ပစ္စည်းတွေအတုံးပြူနေတာလဲဘလို့ဟာတွေကို အတုံးပြူတာလဲဆိုတာကိုအဓိက စစ်ဆေးရမှာဖြစ်ပါတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အခု clear set ပစ္စည်းတွေတုံးနေတဲ့ ဘောနော်နေ့စဉ်နဲ့တုံးနေတဲ့ပစ္စည်းတွေအများကြီးရှိပါတယ်နော်နေ့စဉ်မြင်နေအသုံးပြုနေတဲ့ပစ္စည်းတွေမှာကျွန်တော်တို့ဝတ်ပေါ့နော်ဝတ်အားတွေပါတယ်ဘိုးတွေဘိုးတွေပေါ့နော်ဝတ်အားပါတယ်ဘိုးတွေပါတယ်ဘောနော်အဲ့ဒါကြတော့နည်းနည်းတော့ရှုပ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကိုတုံးတဲ့ပစ္စည်းကမိအားဘလောက်ဆွဲလဲပေါ့နော်အဲ့ဒါကိုအရင်ဆုံးသိဖို့လိုပါတယ်ဟုတ်ကိုတုံးတဲ့ပစ္စည်းတစ်ခုကဒီပစ္စည်းလေးပဲတုံးတယ်ဒါလေးပဲတုံးတယ်ပေါ့နော်အဲ့ဒါမှသူ့မှာပါတဲ့ ဝက်ပေါ့နော်ဝက်အားတွေပါတယ်ဆွဲအားတွေပါတယ်မီအားမီအားဘလောက်စားတယ်ဆိုတာတွေကိုပါပါတယ်เนาะအဲအကြောင်းမလို့ဟိုကျွန်တော်ကဒီမီအားဆွဲမဆွဲပေါ့နော်ဒီပစ္စည်းတစ်ခုကမိအားဆွဲလားမဆွဲလားဆိုတာသိကျင်တယ်ဆိုလို့ရှိရင်ကိုတုံးတဲ့ပစ္စည်းတွေကိုကိုအရင်ဆုံးစစ်ဆေးရမှာဖြစ်ပါတယ်ပေါ့နော်အခုကျွန်တော်မမောင်တို့ပြမှာကဒီမီးဘူးတွေပေါ့နော်ကျွန်တော်တို့ဒီမီးဘူးတွေကျွန်တော်အခန်းတိုင်းခန်းတိုင်းမှာရှိပါတယ်နော်လူတိုင်းနဲ့တုံးကြပါ ဒီမီးဘူးရဲ့ဆွဲအားဒီအ ਨੇ ဆုံးဝတ်1000ရှိပါတယ်အ ਨੇ ဆုံးဝတ်1000ရှိတဲ့အခါကျတော့ကျွန်တော်တို့ဒီမီးဘူးကိုမီးဘူးတိုက်တယ်ပေါ့နော်မီးဘူးတိုက်တဲ့အခါမှာကျွန်တော်တို့စကားတွေပြောမယ်ဖုန်းတွေကြည့်မယ်ပေါ့နော်အဲ့လိုမျိုးကြည့်ပြီးတော့တိုက်တဲ့အခါကျလို့ရှိရင်ဒီမီးဘူးရဲ့ဆွဲအားဒီဝတ်1000ရှိတဲ့အတွက်ကြောင့်မို့လို့သူဒီမီးစားပါတယ်ဝတ်1000ဆိုလို့ရဲ့အားကကျွန်တော်တို့မီးတော်စားတဲ့အနေအထားမှာရှိပါတယ် ဥပမာပေါ့နော်ဒီမီးဘူးနဲ့မီးတိုက်နေရင်လည်းပေါ့နော်မီးဘူးတိုက်နေရင်လည်းကျွန်တော်ဒီမီးဘူးကတနာကြီးပေါ့နော်မီးဘူးတနာကြီးကြောင်တိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တယူနစ်တက်မှာဖြစ်ပါတယ်ဝတ်တထောင်အားနဲ့တနာကြီးမီးသုံးတယ်ဆိုလို့ရှိရင်အဲ့ဒီမီးဘူးတိုက်နေတဲ့အချိန်ပေါ့နော်မီးအားဒီဝတ်တထောင်စားမှာဖြစ်ပါတယ်ဝတ်တထောင်စားတဲ့အတွက်ကြောင့်မို့လို့မီးအားဒီတယူနစ်တက်ပါတယ်တကယ်လို့ ဒီမီးဘူးကနာယူဝက်ပဲတိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီမီးဘူးဟိုမီတာမီတာဆွဲအားဒီကျွန်တော်တယူယူနစ်ဝက်ပေါ့နော်ဒီယူနစ်ကိုတဝက်ဝက်တဲ့ခါကြလို့ရှိရင်ယူနစ်ဝက်ယူနစ်ဝက်ကုန်မှာဖြစ်ပါတယ်အားအကြောင်းမလို့ဟိုကိုကဘာမှမတုံဘာမှလည်းမလုပ်ဘူးမီးအားတွေဆွဲတယ်မီးအားတွေတက်တယ်ဆိုတာကကိုတုံးတဲ့ပစ္စည်းပေါ်မှာလည်းမူတည်ပါတယ်ခင်ဗျာနော် အဲ့ဒါကြောင့်မလို့ကိုတုံးတဲ့ပစ္စည်းတွေဒီဘာတွေတုံးထားလဲဆိုတာကိုအရင်ဆုံးစစ်ဆေးရမှာဖြစ်ပါတယ်မိဘမိဘဒီဝတ်ထောင်ဆွဲတယ်နော်ကျွန်တော်တို့ဒဲနီဒဲဟိုအနီရောင်ဒီဝတ်ထောင်ဝတ်ထောင်အနည်းဆုံးဝတ်ထောင်ရှိပါတယ်အဲ့ဒါကြောင့်မလို့ဒဲဟိုအနီနဲ့ဟင်းချက်မယ်ပေါ့နော်တနာရီချက်မယ်ဆိုရင်တယူနစ်တက်မှာဖြစ်ပါတယ်ဒဲဟိုအနီနဲ့နှစ်နာရီကြောင်ချက်မယ်ဆိုလို့ရှိရင်မီအားဒီနှစ်ယူနစ်တက်မှာဖြစ်ပါတယ် ဲ့ဒါကြောင့်မလို့တနာယီဒဲအုံးအနီတနာယီသုံးတယ်ဆိုလို့ရှိရင်တယူနစ်တက်တဲ့အခါကျတော့ကျွန်တော်တို့တယူနစ်ကို10ဘတ်ရှိမယ်9ဘတ်ရှိမယ်10လည်းရှိရင်ရှိမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကဒီဒဲအုံးအနီနဲ့ဟင်းချက်တဲ့အခါမှာတနာယီကြောင်ချက်လိမ့်မိတယ်ဆိုလို့ရှိရင်ပေါ့နော်တယူနစ်တက်ပါပြီတနေ့ကိုဒဲနီကတနာယီတနာယီဟင်းချက်တယ်ဆိုလို့ရှိရင်အနည်းဆုံးတလားကို 30ယူနစ်လောက်တက်မှာဖြစ်ပါတယ်အဲ့တော့ထမဟင်းချက်တာတစ်မျိုးပဲရှိသေးတယ်နော်ကျန်တဲ့လျှက်စစ်ပစ္စည်းတွေတုံးပြတာတွေမပါသေးဘူးအဲ့ဒါကြောင့်မလို့တချို့ကြတော့ကျမတို့ကဘာမှမတုံးကျွန်တော်တို့ကဘာမှမတုံးမိအားတွေဘာကြောင့်တက်တာလဲဆိုတာကကိုတုံးတဲ့ပစ္စည်းတွေပုံမှာမူတည်ပြီးတော့မိအားဆွဲတာမဆွဲတာဆိုတာကဟောကိုတုံးတဲ့ပစ္စည်းပုံမှာမူတည်တာပေါ့နော်တချို့ဆိုလို့ရှိရင်မီးဘူးရှိမယ်ကျွန်တော်တို့ဒဲနီရှိမယ်အဲကိုလာရှိမယ်ရေကက်တတာရှိမယ် အဲ့ဒါအဲ့လို DSC PC တွေရှိမများရှိတဲ့ခါကြလို့ရှိရင်မီးဆွဲအားဒီပို့ပြီးတော့မီးအားတက်မှာပေါ့နော်မီးအားပို့တက်မှာဖြစ်ပါတယ်အားကြောင့်မလို့ကိုတုံးတဲ့ PC တွေကဝက်ဘလောက်ဆွဲလဲမီးအားဘလောက်ဆွဲလဲဆိုတာကိုအရင်ဆုံးစစ်ဆေးပြီးမှဟိုစစ်ဆေးတင်တာပေါ့နော်ဟိုဘယ်လိုပြောမလဲကိုတုံးတဲ့ PC တွေပုံမှန်မူတည်ပြီးတော့မီးအားဆွဲရင်မဆွဲရင်ဆိုတာကိုတွက်ချက်ပြီးတော့ ကိုကြည့်နိုင်မှာပေါ့နော်အားကြောင့်မလို့ကိုပစ္စည်းတွေကိုအရင်ဆုံးစစ်ဆေးတင်ပါတယ်เนาะဒါကျွန်တော်ကဒါမီးဖို့ကြောင်းလေးတွေရှင်းပြပေးရအားကြောင့်ရေကဲတက်တာတို့အဲကိုလာတို့မာတို့ပေါ့နော်အဲဒီအကြောင်းလေးလည်းကျွန်တော်ရှင်းပြပေးမယ်เนาะဒီမီးဖို့နဲ့တနာကြီးမီးအိုးထိုးတယ်မီးဖို့တိုက်တယ်ဆိုလို့ရှိရင်နာယီကိုတယူနဲ့တက်မှာเนาะအားကြောင့်မလို့မီတာကားလေးတွေကိုလည်းချွတ်တာပြီးတော့30ချင်းပါတယ်ခင်ဗျာเนาะ